အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မတ်ချလ28ရက်သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထက်ကပထမဆုံးကျွန်တော်တင်ပြခြင်းတဲ့အကြောင်းအရာကတော့မင်္ဂလင်အကြောင်းပဲဖြစ်တယ်ဆိုတော့မင်္ဂလင်ဟာဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကိုရိုက်ခတ်တဲ့မန္တလေးမြို့ကိုဗဟိုပြုပြီးတော့အဲ့ဒီမှာတိုက်ခိုက်တယ်တချို့မီဒီယာတွေမှာဖော်ပြထားတာကတော့ no 7.7 writers gain it လို့ပြောတယ် ဆိုတော့တချို့မီဒီယာမှာကြတော့8.2နော် writer scan နဲ့နေပြီးတော့လှုပ်တယ်လို့ပြောတယ်ဒါပေမဲ့တတိယမီဒီယာအများစုမှာဖော်ပြတာကတော့7.7 writer scan နဲ့လှုပ်တယ်ဆိုတော့မန္တလေးစကိုင်းတောင်ဖက်18ကီလိုမီတာအကွာနေပြီးတော့လှုပ်တာဖြစ်တယ်ဆိုတော့ခုလောလောဆယ်သေးပျောက်တွေအများကြီးအများကြီးထဲမှာမှအခုဘနဦးရရှိထားတဲ့စင်းရရဆိုလို့ရှိရင်တော့တေဆုံးတဲ့လူပါဆိုလို့ရှိရင်တရနဲ့၄၀နဲ့၄ယောက်ရှိတယ် ဒဏ်ရာရရှိတဲ့လူဦးရေဟာဆိုလို့ရှိရင်တော့1464ဦးရှိတယ်။အဆောက်အဦတွေမှာအများကြီးပိတ်မိနေတဲ့ဒါတွေရှိတယ်။ခုလောလောဆယ်ရဲ့အတူပြုချက်အရဒေဆုံးတဲ့လူက144ဦး။ဒဏ်ရာရရှိတဲ့လူက1464ဦးဆိုတဲ့ဟာကိုကျွန်တော်တို့လောဆယ်ရအတူပြုထားတာတွေ့ရတယ်။ဆိုတော့နောက်ဆက်တွဲလူတွေအများကြီးသိအောင်မယ်။ ဆိုတော့မြန်မာနိုင်ငံမှာတော့သဘောဝဘေးဒဏ်တွေကြားလိုက်ရေဘေးဒဏ်ခုနကမင်းကလေးเนาะဘေးဒဏ်တွေကိုကျွန်တော်တို့ကြားရောက်တာတွေ့ရတယ်7.7ဆိုတာတော်တော်ကိုအင်အားကြီးတယ်ဆိုတော့အဲ့ဒီမှာအဆောက်အဦတွေကတော့အကုန်လုံးမြေခတ်သွားတယ်တချို့နေရာတွေမှာဆိုလို့ရှိရင်တော့ရရလုံးပြချသွားတယ်เนาะနောက်တစ်ခုကဒီတက်ကုန်းတော့เนาะနေပြည်တော်တက်ကုန်းမှာဆိုလို့ရှိရင်တော့စင်တီ ရေလဲစေကျိုးသွားတယ်เนาะကျိုးနေတဲ့ခါကျတော့အဲ့ဒီကနေပြီးတော့ရေတွေဟာဆိုလို့ရှိရင်သူတို့ဖောက်ချတယ်เนาะအဲ့ဒီကနေပြီးတော့ဖောက်ချတယ်ဖောက်ချတဲ့ခါကျတော့ဒီအောက်ဖက်မှာလူတွေဟာဆိုလို့ရှိရင်အန်ဒီတော်တော်ရှိနိုင်တယ်ဆိုတဲ့ဟာကိုလေတတိပိတ်ချက်ကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဒီမန္တလေး ပန်လေးမော်ရဲ့အနောက်ဖက်ရက်ွက်တော့ခိုးလုံးတော့ကိုလုံးမိလောက်ပြချသွားတယ်။ငင်းလင်းလှုပ်တယ်လှုပ်ပြီးတဲ့အခါကျတော့အဲ့ဒီမှာလျှက်စစ်တွေကျိုးတွေကမောက်ကမောက်တွေဖြစ်ပြီးတော့အဲ့ဒီမှာထပ်တော့မိလောက်တယ်။မိလောက်တဲ့အခါကျတော့အဲ့ဒီရက်ွက်တစ်ခုလုံးဟာဆိုလို့ရှိရင်ပြချသွားတဲ့ဆိုတဲ့တင်းကိုလေဒီနေ့တွေ့ရတယ်။နောက်တစ်ခုကမန္တလေးလေးစိတ်ရဲ့တဒေါဦးလေးစိတ်ရဲ့ဒင်ပြတော်လေးစိတ်ဒီလေးစိတ်တွေမှာဆိုလို့ရှိရင်ပြေးလန်းတော့ဆိုလို့ရှိရင်အကုန်လုံး ပျက်စီးကုန်တယ်ပျက်စုံကုန်တဲ့ခါကျတော့အခုယာယီပိတ်ထားနေတယ်เนาะအခုမန္တလေးတတော်ဦးနေပြီးတော့အဲ့ဒီလေစိတ်တွေအားလုံးမှာဆိုလို့ရှိရင်ယာယီရက်စစ်ထားတယ်ဆိုတဲ့ဟာကိုတတိမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကနေပြီးတော့မှနိုင်ငံခြားရေးဝန်ကြီးတို့အလုပ်သမားရေးဝန်ကြီးတို့အဲ့ဒီနေရာတွေမှာပြိုကျတယ်เนาะပြိုကျတဲ့ခါကျတော့အဲ့ဒီမှာအသေးပြောက်လို့လည်းအများကြီးရှိတယ်နောက်တစ်ခုကနေပြီးတော့เนาะနေပြီးတော့လေချောင်းထင်းသိမ်းရဲ့တာဝါတိုင်းပြိုကျသွားတယ် အဲ့ဒီမှာဝန်ထမ်းအလုံးနော်အဲ့ဒီမှာမသားဖြစ်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အတားကနေပြီးတော့လေးကြောင်းထင်းထင်းရဲ့တာဝတိုင်းကျိုးချသွားတယ်ကျိုးချသွားတဲ့အခါကျတော့အဲ့ဒီမှာအဲ့ဒီလေးဝန်ထမ်းတွေပေါ့အဲ့ဒီလေးရံတွေအတက်အစင်းတွေကိုအကုန်လုံးချင်းချုပ်တဲ့တာဝန်ယူရတဲ့အဲ့ဒီအလုပ်သမားတွေဝန်ထမ်းတွေအလုံးတည်ဆုံးသွားတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ရတယ်ဆိုတော့လေးကတော့ပို့ပြီးတော့ထိတာပို့ပြီးတော့ကောင်းနေမယ်เนาะအတိကအပြင်စစ်တပ်လေးရင်ကိုထင်းချုပ်တဲ့ နော်အဲ့ဒီအလုသမားတွေအဲ့လိုမျိုးဖြစ်သွားတယ်ဆိုရင်တော့နော်တော်တော်ကိုတည်ငောင်းလို့ပြောရမှာပဲနော်ဒီလူတွေတေးတာကိုပြီးတော့ဝန်သာတာဆိုလို့ရှိရင်တော့ဝန်သာအာရဖြစ်ရတဲ့အရာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဒီလေချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူလူထုတွေအရဆိုလို့ရှိရင်တော်တော်ကိုအသေးပြောင်းများတဲ့တော်တော်ကိုဒုက္ခပေးတဲ့လေချောင်းဖြစ်နေတယ်နော်ခေးတွေသွာလာတဲ့နေရာတွေမှာ ဝန်ထမ်းတွေကတော့သူတို့ကတော့နော်တကယ်ဒီဟာထက်မှမပါတဲ့ခါကျတော့သူတို့တွေ့တော့မဆလိုပါဘူးဒါပေမဲ့ဒီစစ်တပ်တွေတုံးတဲ့လေယံပြင်တွေအတက်အစင်းကိုထင်းချုပ်ထားတဲ့လေယံပြင်ဝန်ထမ်းတွေနော်အဲ့ဒီဘုံတွေကိုချိတ်ဆွဲပြီးတော့ပေါင်100ပေါင်900ပေါင်1000စသဖြင့်ဒီဟာတွေကို အလုံးလုံးတဲ့လူတွေအလုံးအဲ့ဒီမင်းကလေးနဲ့အကလုံးဆုံးသွားတယ်ဆိုရင်တော့တော်တော်ကိုနော်တည်င်းကောင်းလေးဖြစ်လိမ့်မယ်ဆိုတော့အခုနေပြတော်လေးကြောင်းထင်းထင်းရဲ့တာဝါတိုင်းလိုချသွားတယ်ဆိုတော့အဲ့ဒီမှာဝန်ထမ်းအလုံးသိဆုံးသွားတယ်ဆိုတဲ့ဟာကိုတော့တွေ့ရတယ်နောက်တစ်ခုကဒီစကိုင်းတိုင်းစကိုင်းတဒါဟောင်းပေါ့နော်စကိုင်းတဒါဟောင်းချိုးပြက်တဲ့ဟာဗီဒီယိုဖိုင်တွေရလဲအများကြီးအများကြီးကျွန်တော်တို့တက်လာတယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်အလုံးကိုစူးစီးပြီးတော့ဒီအပေါ်ကကျွန်တော်တို့တင်ထားပေးမယ်နော်ဆိုတော့အဲ့ဒီမှာသွားပြီးတော့ကြည့်လို့ရတယ်ဆိုတော့အဲ့ဒီနေပြီးတော့မှတကယ့်စီယုံချုပ် ော့ဆေးရုံချုပ်ကလည်းနေပြည်တော်ရုံချုပ်ပြိုကျတယ်ပြိုကျတဲ့ခါကျတော့အဲ့ဒီမှာထွက်ပြေးကြတဲ့ဘီယုံ၃ကားပဲနော်ဘီယုံ၃ကားပဲအဲ့ဒီဗီဒီယိုဖိုင်ကလည်း ဒီ video file တွေအများကြီးထည့်မှာเนาะဒီပြူကြပြည့်စည်သွားတဲ့ video file တွေအများကြီးထည့်မှာမှဒီ video file ကတော့လူတွေစိတ်ဝင်စားအမြင့်ဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့အဲ့ဒီ video file ကလည်းကျွန်တော်တို့တချို့လူတွေကတော့တွေ့မယ်တချို့လူတွေကတော့တွေ့မှာမဟုတ်ဘူးဘာဖြစ်ဆိုတော့အခုပြူကြပြည့်စည်တဲ့မိငလျင် video file ကဆိုလို့ရှိရင် blue ပြအောင်เนาะလူမှုကရပ်ပေါ်မှာเนาะအကုန်တက်တာအကုန်တက်တာဆိုတော့အဲ့ဒီဟာတွေကတော့အများကြီးထည့်မှာမှဒီ video file ကတော့เนาะထွက်ပြေးတာเนาะထွက်ပြေးတာကြီးကြီးပဲ အဲ့ဒီမှာဆိုတော့အဲ့ဒီနေပြီးတော့ရုံချုပ်ပြချတဲ့ဟာကိုလည်းကျွန်တော်တို့ဗီဒီယိုဖိုင်ကိုကျွန်တော်တင်ထားပေးမယ်အဲ့ဒီမှာချိလို့ရတယ်ဗီဒီယိုဟူသည်မြအဲ့ဒီမှာကျွန်တော်ရနိုင်သမျှဆူ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 ပြီးတော့ကျွန်တော်အဲ့ဒီမှာကော်လုံဒီ channel မှာပဲကျွန်တော်တင်ထားပေးမယ်ဆိုတော့ဒီမှာသွားပြီးတော့ကျွန်တော်တို့ချိလို့ရတယ်ဆိုတော့နောက်တစ်ခုကဘန်ကောက်နောက်ဘန်ကောက်မှာလည်းအဲ့ဒီမှာမြန်မာပြည်သားတွေအများဆုံးเนาะအများဆုံးအလုပ်လုပ်တဲ့အဲ့ဒီဆောက်လုပ်ရေးနေမျိုးစင်တစ်ခုပေါ့အဲ့ဒီမှာမိုးညော့တိုက်တစ်ခု ိုကြသွားတယ်နော်အဲ့ဒီမှာဆိုလို့ရှိရင်လူ၃ယောက်သေးတယ်အဲ့ဒီမှာ81ယောက်ကအထက်မပိတ်မိနေတယ်နော်ပိတ်မိနေတယ်ဆိုတဲ့ဟာကိုဒီနေ့ကတိမီဒီယာနဲ့မှာတွေ့ရတယ်နောက်တစ်ခုကနော်နေပြီးတော့ကတိတထောင်ကတိတထောင်စိမ့်သွားလဲအဲ့ဒီမှာဖြူချသွားတယ်ဆိုတော့အဲ့ဒီမှာလူတွေအားဆိုလို့ရှိရင်တော်တော်ကိုထိခိုက်တန်ရန်ရရှိတဲ့လူတွေရှိတယ်မန္တလေးတို့ပါလို့ဆိုလို့ရှိရင်လဲနော်တကယ်အထက်မှာမဝင်ရဲဖို့လူနာတွေအားဆိုလို့ရှိရင် ပြေးကြပြီးတော့ဗာမဆွာမင်းကလေးနောက်ဆက်တွဲနော်ဆက်တဲ့ချိန်တော့မှလှုပ်ပြီးပြီနော်အခုဒီမင်းကလေး လှုပ်ပြီးတဲ့နောက်ပိုင်းမှာဆင်းတဲ့ချိန်ငပိသားဖြစ်တယ်ဆိုတော့နောက်ဆက်တွဲမင်္ဂလာရင်တွေလည်းဆက်ပြီးတော့လှုပ်เสียရှိတယ်အဲ့ဒါကြောင့်တော့အဲ့ဒီဆောက်ဦးထဲမှာလည်းကျွန်တော်တို့ဝင်ရဲကြဖို့နော်ဝင်ရဲကြဖို့ဆိုတော့အခုနေပြည်တော်ကလင်းထောင်စိတ်ဝမ်းလည်းပြူချသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကနော်တနိုင်ငံလုံးကိုချိတ်ဆက်အသုံးပြုတဲ့အသုံးပြုတဲ့မြေအောက် cyber line ပြတ်တော့သွားတယ်အဲ့ဒါကနေပြည်တော်မှာနော်နေပြည်တော်မှာနေမအလားတော့အသုံးပြုတဲ့တတိုင်းပြည်လုံးနော်တတိုင်းပြည်လုံးကိုနေပြည်တော်ဆက်သွေးတဲ့ ချိတ်ဆက်တဲ့မြေအောက် cyber line ပြတ်တော့သွားတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့မင်္ဂလရင်ရဲ့နောက်တစ်ကဲအနှိမ့်ချုပ်ရတော့အလုံးတော့အဲ့ဒီဟာကိုစူးစိပြီးတော့ကျွန်တော်တင်ပြပြတာဖြစ်တယ်အဲ့ဒီဟာသတင်းမီဒီယာတိုင်းမှာနောက်သတင်းမီဒီယာတစ်ခုတည်းမှာဖော်ပြထားတာမဟုတ်ဘူးအဲ့ဒီဟာကိုအလုံးစူးစိပြီးတော့ဒီနေရာထဲမှာတော့အခုဖော်ပြထားတာဖြစ်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာလောကမှာတော့တော့ဒီဘာအကြောင်းအရာမှကျွန်တော်တို့မတွေ့ရတော့ဘူးเนาะအဲ့ဒီမင်္ဂလင်ထုတ်တဲ့ကိစ္စပဲနာဗီဒီယိုဖိုင်ပဲအဲ့ဒီဗီဒီယိုဖိုင်တွေဒီမင်္ဂလင်ရဲ့သတင်းဟ ဟာဆိုလို့ရှိရင်တည်ခန္ဓာတစ်ခုလုံးကျွန်တော်တို့ဒီလူမှုကွန်ရက်တစ်ခုလုံးကိုထင်းချုပ်ထားတဲ့တည်တစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကနော်ဒီမအလမအလဟာဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာကျင်းပတဲ့နော်ထိုင်းနိုင်ငံမှာကျင်းပတဲ့ BIMSTEC အစည်းအဝေးကိုနေပြီးတော့သူသွားပြီးတော့တက်တယ်နော်တက်တယ်။ဆိုတော့အဲ့ဒီမှာသွားတက်တဲ့ခါကျတော့အဲ့ဒီမှာမြန်မာနိုင်ငံရဲ့တကယ်စစ်တပ်မှာအထူးလျင်ပြန်နော် focal 70ဆိုတာရှိတယ်နော်90 focal 80ပေါ့နော်အဲ့ဒီ80နဲ့အဲ့ဒီအထူးလျင်ပြင်နဲ့နေပြီးတော့ဒီဘန်ကောက်မြို့ကိုနော်အဲ့ဒီမှာတက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့မအလာဟာဆိုလို့ရှိရင်နော်2008ကိုကာကွယ်ပဲစစ်ကိုဆက်ပြီးတော့တိုက်မယ်အမျိုးသားနိုင်ငံရေးကိုဆက်လုပ်မယ်ဆိုပြီးတော့မအလာဟာဆိုလို့ရှိရင်တရားဝင် ထုတ်ဖို့ကြီးညာတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြရတော့သူက2008ကိုတော့ဘယ်တော့မှဖျက်သိမ်းမှာမဟုတ်ဘူး ဒီ NCA တွေဘလောက်ပဲလက်မှတ်ထိုးပြီးတော့ဒီနေ့ပြည်တော်မှာနော်အဲ့ဒီမှာဒီညင်းချမ်းရဲ့စကားဝိုင်းတွေဘလောက်ပဲဆွေးနွေးဆွေးနွေးနော်အဓိကအချက်တော့ဘာလဲဆိုလို့ရှိရင်နော်အနာကလုံးဝလွှဲပေးမှာမဟုတ်ဘူးပြီးလို့ရှိရင်2008ဥပဒေကိုပြည်တော်မှာဖြည့်ဆည်းမှာမဟုတ်ဘူးစစ်တပ်နိုင်ငံရေးကပြည်တော်မှာဖေးမှာမဟုတ်ဘူးအဲ့ဒီအချက်၃ချက်ကိုလွှဲရအကုန်လုံးသူတို့လုပ်နိုင်တယ်နော်နံပါတ်၁က2008ကိုဖြည့်ဆည်းဖို့ပြောလာရဲ့သူတို့နဲ့ရန်သူပဲ နံပါတ်2ကတော့အာဏာလွှဲဖို့သူတို့ကို ပြောလို့ရှိရင်ဒါလည်းသူတို့ရန်သူပဲနံပါတ်3ကတော့စစ်တပ်ဟာဆိုလို့ရှိရင်တော့ဒီနိုင်ငံရေးကထွက်ရမယ်လို့ပြောလို့ရှိရင်အဲ့ဒီလူတွေ ਨੇ သူတို့ကရန်သူပဲဆိုတော့အဲ့ဒီ3ခုကိုဘယ်တော့မှနိုင်ငံရေးလုပ်တဲ့လူတွေအခုနောက်ကဒီပြည်သူ့ပါတီတို့ အာဒေါက်တာအေးမောင်တို့ဘာတို့ဘလောက်ပဲစူးစမ်းစူးစမ်းနော်စူးစမ်းစူးစမ်းအဲ့ဒီသုံးချက်ကိုပဲတော့မရမှာမဟုတ်ဘူးနော်တခြားဟာတွေတော့လုပ်လို့ရရမယ်အဲ့ဒီတခုတော့သူတို့ပဲတော့မလုပ်လို့ရမှာမဟုတ်ဘူးဆိုတော့ဒီနေ့ပြပြတတ်တာနော်မလာကနေပြီးတော့ကျညာထားလာကိုတွေ့ရတယ်2008ဖွဲ့စစ်ပုံကိုကာကွယ်မယ်နော်စစ်ကို တိုက်မယ်တရားတော်စစ်သူပြောတာတရားတော်စစ်ကိုတိုက်မှာနော်ဆိုတော့သူပြောတဲ့စကားတရားတော်စစ်အစ်ပြတော့တခြားလူတွေကတော့တရားတော်စစ်ကိုတိုက်တာမဟုတ်ဘူးသူတို့ပဲတရားတော်စစ်ကိုတိုက်တာဆိုတဲ့ပုံစံမျိုးတော့ဒီနေ့ဒီလမ်းပြောတာကိုတွေ့ရတယ်နောက်တစ်ခုက AOD တိုင်းအင်ကပူမှာဆိုလို့ရှိရင်တော့ဒီခွင်းကောက်မျိုးနေတို့ဒီချက်ပေါင်ကုန်းရွာမှာဆိုလို့ရှိရင်အကြီးကြီးအေးရဲ့ပူပေါင်းကိုဖွေတယ်နဲ့ဒီမာလာဟာဆိုလို့ရှိရင်မာလာတက်ဖို့တယ်ဆိုလို့ရှိရင်အကြီးကြီးအဲ့ဒီမှာတိုက်ဖို့တယ်ဖြစ်တယ်ဖြစ်တဲ့ခါကျတော့အဲ့ဒီမှာဆစ်ဆောင်ရတာပေါ့ ီတပ်ပွဲဖြစ်လာပြီဆိုလို့ရှိရင်တော့ထုံးစံတပ်ပွဲပြည်သူလူထုတွေကတော်တော်ပြေးရလောရငါအဲ့လိုမျိုးလောက်ရတယ်နော်အတိတ်ပြတော့နော်ဆိုတော့အဲ့ဒါမှာစေရှောင်းပထောင်ချောပြေးနေရတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကရဲတဝေအမှတ်၈ပြထောင်စုလမ်းမပေါ်မှာနော်အရသာအသွင်နဲ့နေပြီးတော့ဒီ line ကစီးလာတယ်နော် line ကစီးလာရဲ့အဲ့ဒါကနော်ခလာရ1 2 3ယာယီတိုင်ရင်မှုဘုံမှုသိမ့်ထိုက် ဆိုတဲ့လူကနေပြီးတော့အရဲအဝုန်းနဲ့ဝုတ်တယ်ဝုတ်ပြီးမှနေပြီးတော့အဒီလမ်းကိုဖြတ်တယ်အတိတ်ပြရတော့လမ်းကစီးတယ်သူရဲ့တကယ်ယူနီဖောင်းနဲ့သွားရတာမဟုတ်ဘူးလူအဝုန်းနဲ့နော်လူအဝုန်းအစားနဲ့အကုန်လုံးအဒီမှာတက်လာတယ်နော်တက်လာပြီးတော့လမ်းကစီးတယ်အဒီမှာစီးတဲ့ဟာကိုနေပြီးတော့ဒီတော်လိုင်းရောက်ဖွဲ့တယ်ကချက်လက်တွေအကုန်လုံးရတယ်သူကိုဖမ်းတယ်ဖမ်းတဲ့အခါကျတော့အဲ့ဒီမှာဒီယာယီတိုင်ရင်မှုဖြစ်နေတယ်နော်ခလာရတစ်သူညသုံးရယာယီယာယီတိုင်ရင်မှုဖြစ်နေတယ် ိုမူတိန်ထိုက်နော်တိန်ထိုက်ကိုနေပြီးတော့အရှင်ဖမ်းမိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့လန်ကပ်ပေါ်မှာစီလာတောင်းမှအရင်ကလို့တကိတ်ဒီတိုင်ယမုံတို့တိုင်ယမုံတို့ဆိုတာကဆောင်းကြောဆောင်းကြောနဲ့သူတို့ရဲ့ယာထုတွေအပွင့်တွေအခဲတွေနဲ့နော်လူတို့ရှေ့မှာကြေ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 ာလောက်တဲ့လူကအခုလိုင်းကာစီတာတော့မှအဲ့ဒီ uniform တွေကိုသူတို့မိုးရဲတော့နော်မိုးရဲတော့ လူရဲ့အဝတ်ကိုဝတ်တယ်အရတဝတ်ကိုဝတ်တယ်နော်ဝတ်ပြီးတော့စီးတာတောင်မှနော်ဖန်ခံရတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့မှာဖြစ်တယ်ဆိုတော့ဒီနေ့မတ်လ28ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ